စက်တင်ဘာလဇာမိုင်းမှာအာနာသိန်းစစ်ကော်မရှင်ဟာမြရီအာရှလမ်းမနဲ့အရေးပါတဲ့ပြူဟာမြောက်နေရာတွေကို အလျက်အမြန်ထိုးစစ်ဆင်ပြီးပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်နိုင်ခဲ့တာဟာစီရေးစီးပွားရေးနဲ့နိုင်ငံရေးအရာအရေးပါတဲ့အကျိုးဆက်တွေရှိနေပါတယ်။တင်ငန်းညီနောင်ရဲ့ပြူဟာမြောက်အရေးပါပုံ1990ပြည့်လွန်နှစ်တွေကကင်ဘီနယ်တိုက်ပွဲတွေကတည်းကတင်ငန်းညီနောင်ပြူဟာဟာ မြန်မာစစ်တပ်အတွက်အရေးပါဆုံးဌာနချုပ်တွေကတခုဖြစ်ခဲ့ပါတယ်။မြရီမျိုးမြောက်ဘက်က KNU ရဲ့ဝန်ခတိခန်စစ်ကလိုမေယာတွေကို ထိုးစစ်ဆင်ရမှာတင်ငန်းညီနောင်ကရှေ့တန်းဌာနချုပ်အဖြစ်တည်ရှိခဲ့ပါတယ်။ဒါပြင်တင်ငန်းညီနောင်ဟာ လက်ရှိမှာ ထိုင်းမြန်မာကုန်သွယ်ရေးအဓိကဆုံးမလဲဖြစ်နေပါတယ်။အာရှလမကြီးတင်တဲ့ဒေါနာတောင်ကိုဖျက်ပေါက်ထားတဲ့လာဟောင်းတို့ကိုလည်းချိတ်ဆက်ထားတဲ့နေရာဖြစ်ပါတယ်။ တင်ငန်းညီနောင်မှာမြန်မာစစ်တပ်ရဲ့စစ်ဗျူဟာဌာနချုပ်အပြင်ခမရ399 396 39ခုလိုချင်းမြတ်တရင်တွေလည်းအခြေစိုက်ခဲ့ပါတယ်။2024ခုနှစ်အေဘူလ9ရက်မှာတော့တင်ငန်းညီနောင်ဗျူဟာတစ်ခုလုံး KNU နဲ့ပူးပေါင်းတပ်တွေကအပြစ်သက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါဟာမြန်မာတမိုင်းမှာပထမဆုံးအကြိမ်ဖြစ် တပ်ဖွဲ့ဝင်နဲ့မိသားစုဝင်600ကျော်လက်နက်ချခဲ့ရတဲ့စစ်ရေးအရှုံးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။တင်ငန်းညီနောင်ကိုလက်လို့ရပြီးနောက်မြန်မာစစ်တပ်ဟာမြောက်ရီမြို့တောင်ပိုင်းကဒေဘောဘူဆွေတော်ကုန်းဘလူးတိုးလိုစကန်တွေကိုလည်းဇက်တိုက်ဆိုးရှုံးခဲ့ရပါတယ်။အကျိုးစီးပွားအပြည့်နဲ့မြရီအာရှာလန် မြရီအာရှလမကြီးဟာထိုင်းနိုင်ငံနေဆက်ကနေမြရီမြို့ကိုဖျက်ပြီးရန်ကုန်မန္တလေးအမြန်လမကြီးအထိချိတ်ဆက်ထားတာကြောင့်အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံကုန်သွယ်ရေးအတွက်အရေးပါတဲ့အသက်သွေးကြောတစ်ခုဖြစ်ပါတယ်။ဒီလမကြီးဟာတရုတ်နိုင်ငံရဲ့စီးပွားရေးစင်းကြံစီမံကိန်းရဲ့ဒစိုက်တပိုင်းအဖြစ်လဲပါဝင်နေပါတယ်။2023ခုနှစ်အတွင်းတိုက်ပွဲတွေမပြင်းထန်ခင်ကဒီလမကြီးပေါ်မှာအိုးကုံသွင်းကုံကုန်သွယ်ရေးပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာတန်300ဝန်းကျင်အထိရှိခဲ့ပါတယ်2024ကနေ2025ခုနှစ်အလယ်ပိုင်းအထိတော့ဒေါ်လာရဲ့တပ်ဖွဲ့တွေကအာရှလမ်းမကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးစစ်စေးကိတ်တွေကလည်းအခွန်ကောက်ခံမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်မြောက်ရီမြို့ကိုဖျက်လေးဖျက်ပြုလုပ်ဖို့ UAV စစ်ကော်မရှင်ကအော်ဂိုလာ16ရက်နေ့ကလေးကမြောက်ရီမင်းဆောက်အမတ်နစ်တရားကို ပိတ်ထားခဲ့ပါတယ်ဒါပေမဲ့တင်ငန်းညင်တောင်ကို ပြန်လည်ရရှိပြီးနောက်တနေ့မှာပဲ ကုံသွယ်ရေးလမ်းကြောင်းပြန်ဖွင့်ဖို့ထိုင်းအန်တာပိုင်တွေနဲ့ဆွေးနွေးမှုတွေပြုလုပ်နေတာတွေ့ရပါတယ်။လက်ရှိချိန်မှာတော့အာနာသိစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကလာမယ့်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်းတစ်ကိုကျင်းပမယ်လို့ကြေညာထားပါတယ်။ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေထဲမှာ KNB နယ်ကမြို့နယ်၃ခုပါဝင်ပြီးအဲ့ဒီမြို့နယ်တွေဟာအာရှလမ်းမပေါ်မှာရှိနေတဲ့ဖအန်ကော့ကရိတ်နဲ့မြောက်ဝီမြို့တို့ဖြစ်ပါတယ်။ စစ်ရေးကျွမ်းကျင်သူတွေကတော့အာရှလမ်းမကိုပြန်ထိချုပ်နိုင်ခဲ့တဲ့စစ်တပ်ရဲ့ဗျူဟာဟာဒီမျိုးတွေမှာရွေးကောက်ပွဲကျင်းပနိုင်မှုဖြစ်တယ်လို့သုံးသပ်ကြပါရယ်မြန်မာစစ်တပ်ဘလို့ထိုးစစ်ဆင်ခဲ့တယ်လဲစစ်ရေးသုံးသပ်သူတွေရဲ့ခမန်းချက်အရမြန်မာစစ်တပ်ဟာစုစုပေါင်းအင်အား2000ခန့်အသုံးပြုပြီးအကူလ31ရက်နေ့မှာမြေပြင်ထိုးစစ်ကိုစတင်ခဲ့ပါရယ်စစ်ကောင်စီတပ်ဖွဲ့တွေဟာကော့ကရိတ်ဘက်ကနေစစ်ကြောင်း၃ကြောင်းနဲ့မြောက်လူဘက်ကနေစစ်ကြောင်း၁ကြောင်း စုစုပေါင်းစစ်ကြောင်းလေးကြောင်းနဲ့အကြက်ဖက်ချေမုံမှုစစ်စင်ရေးကိုစတင်ခဲ့ပါတယ်။ KNU လက်အောက်ခံ KNL တက်တဲ့ပူပါတက်တွေဟာကွန်ကရစ်ဘက်ကတက်လာတဲ့စစ်ကြောင်းတွေကိုတားဆီးထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့မြောက်ရီဘက်ကစစ်ကြောင်းတွေဟာစတင်မှာ၄ရက်နေမှာတင်ငန်းညင်တော်ကိုရောက်ရှိလာခဲ့ပါတယ်။အချို့တရင်ရင်မြင့်ဖော်ပြချက်တွေအရစစ်ကြောင်းဝင်လာတဲ့နေရာတွေကို KNL ကြားဆောင်တက် BGF အဖြစ်ကနေအတွင်ပြောင်းလဲထားတဲ့ KNL နဲ့ DKBA တို့ကဟတ်ထားပေးခဲ့တယ်လို့ဆိုကြပေမဲ့သက်ဆိုင်ရာတဖွဲ့တွေကတော့ဒီဆွဆွဲချက်ကိုညှင်းဆိုထားပါတယ်။အထူးအပြင်စစ်တပ်ဟာအောက်တိုဘာ28ရက်က စတင်တဲ့ထိုးစစ်ကိုစက်တင်ဘာ9ရက်နေ့မှာ အောင်မြင်ခဲ့ပြီးတင်ငန်းညင်အောင်ဘူဟာကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာလည်းအာရှလန်အနီတဝိုက်ကနေရာတွေကို နယ်မြေရှင်းလင်းတဲ့အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးစတေမာ9ရက်နေ့မှာမြောက်ရီမြို့ကိုအထက်စီးကသွဲချုံမြင်နိုင်တဲ့လက်ခတ်တောင်ဖြူဟာဂုံးကိုပါတစတဲ့တိမ့်ပိုက်လိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ KNU နဲ့ပူပေါင်းတပ်တွေဟာထိုင်းမြန်မာနယ်စပ်ကမြန်မာစစ်တပ်စခန်းတွေကိုဇက်တိုက်တိမ့်ပိုက်မှုတွေလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဝေါ်လီဖြူဟာဂုံး၊ဥကရိထဆွေတော်ဂုံးတိုက်ပွဲတွေမှာစစ်တပ်အနေနဲ့လေကြောင်းပစ်ကူကလွဲလို့ တခြားစစ်ကူဖို့ပေးပို့နိုင်ခြင်းရှိခဲ့ပါဘူးအခုလိုတင်ငန်းညင်အောင်ပြုဟာကိုပြန်သိမ့်ပိုက်သွားနိုင်တဲ့အတွက်မြရီဝေါ်လီဂျာကစစ်တပ်ဆုံးရှုံးထားတဲ့စကန်တွေကိုရွေးကောက်ပွဲမတိုက်ခင်မှာပြန်လည်ထိုးစစ်ဆင်လာနိုင်ပွဲရှိနေပြီးမြရီမြို့နယ်အတွင်းမှာတိုက်ပွဲတွေပုံမှန်ပြင်းထန်လာမလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်